ငွေဆောင်ကိုစလိန်ငွေကင်းစင်ဒေတာအဖြစ်ဆောင်ရွက်သွားမယ်လို့မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတည်ရောင်းပါတယ် ရာဝတီတိုင်းဒေသကြီးရဲ့ထင်ရှားတဲ့ကမ်းခြေတစ်ခုဖြစ်တဲ့လိုပြည်တွင်းပြည်ပခရီးသွားဧည့်သည်တွေအများဆုံးလာရောက်လည်ပတ်ကြတဲ့မြို့ဖြစ်တာကြောင့်ဆက်လက်တောက်သုံးမှုမရှိစေဖို့နဲ့ဆက်လက်ငွေကင်းစင်နေမြေတွေပေါ်ပေါက်လာစေဖို့ရည်ရွယ်ဆောင်ရွက်နေတယ်လို့ဆိုပါတဲ့အဒီလိုဆောင်ရွက်ရှာမှာမြို့ပေါ်မှာရှိတဲ့ရက်ွက်၄ခုနဲ့ကမ်းခြေနေရာတွေမှာအပိုင်းလိုက်ကန့်သက်ဆောင်ရွက်သွားမှာဖြစ်ပြီးကမ်းခြေဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့နဲ့ကျန်းမာရေးအဖွဲ့တွေကမြို့နယ်အဆင့်အတိပေးဆွေးနွေးပွဲ ဲကိုအော်တိုဘားလတတိယအပတ်အတွင်းပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်ဒါအပြင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့မြို့နယ်ခရိုင်တိုင်းရထီအစဉ်စဉ်တင်ပြဆောင်ရွက်ထားပြီးသက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့လုပ်ငန်းစဉ်အကောင့်ထဲပေါ်ဆောင်နေပြီဖြစ်ကနေရာသတ်မှတ်ထားတွေတော့ထက်ရှိလာနိုင်မယ်လို့သိရပါတယ်။ ဆေးလိုက်ဆေးရွက်ကြီးတုံးဆွဲမှုကြောင့်လူရည်ရှစ်တန်းကျော်တည်ဆုံနေရပြီးအစူပါရှစ်တန်းကျော်အနက်လူရည်တည်တရမနှစ်တန်းဟာကိုရိုင်းတုံးဆွဲခြင်းကြောင့်မဟုတ်ဘဲအခြားသူတောက်တုံးတဲ့ဆလိန်ငွေကြောင့်ရောဂါများဖြစ်ပွားရှာတဲ့အတွက် နိုင်ငံအနှံ့အခုလိုဆလိန်ကင်းမဲ့ဆုံးတွေပေါ်ဆောင်နေရတဲ့လို့သိရပါတယ်ရှင်။